ခုံးအနောက်ဆက်မှာလည်းပခုံးကတစ်ဖက်နဲ့တစ်ဖက်မတူနော်ခုံးကတစ်ဖက်နဲ့တစ်ဖက်မတူဆိုတော့အမတို့ကကိုကပခုံးပြောက်ပဲချမ်းမှာဆိုတော့ဘယ်ပဲချမ်းမှာထားမလားညာပဲချမ်းမှာထားမလားကိုရဲ့ကိုလက်တန်နဲ့လက်တန်နဲ့ပဲချမ်းမှာထားပြီးလို့ရတယ်နော်အမကပခုံးပြောက်ကိုဘယ်ပဲချမ်းမှာထားပြီးလိုက်နော်ဒီဘက်ချက်မှာကျတော့အမရဲ့ရိုးရိုးပခုံးလေးနော်ဒီဘက်ချက်မှာကျတော့ရိုးရိုးလက်ရိုးရိုးပခုံးလေးထားမယ်ဒီဘက်ချက်မှာကျတော့ပခုံးပြောက်ထားမယ်နော် တော့မကုန်ပြလေးထားပါအဲ့ဆိုရင်မတို့နောက်ချမ်းမှာလည်းဘင်းလေးစားဖောက်ပေးမယ်နော်လက်ကောင်းဆိုတော့မတို့ပုံမှန်ဆွဲနေကြပဲနော်အထက်ကို20ဝင်ပေးမယ်20ကနေ30မတို့ဝင်ပြလို့ရနော်မတို့ဒီမှာ20လောက်ဝင်ပေးလိုက်မယ်ဒီနေရာလေးမှာကျတော့လက်ဖောင်ပခုံးနော်ပြီးပြီဆိုတော့ပခုံးရအဖက်ပြားကျတော့ဘယ်လိုလောက်ယူမလဲဆိုရင်အမကနလမနဲ့60ယူပေးလိုက်မယ်နော်ဒီကနေနေတဲ့သမား60ယူပေးလိုက်ရနော် ဘက်ချက်မှာကျတော့ပခုံးပြောက်လေးပခုံးပြောက်လေးကျတော့အခုဘယ်လောက်ရှိလဲဒီဒီနောက်ကြောကျဲကနေပဲယူမယ်နော်နောက်ကြောကျဲကလေးလမကောရှိတယ်နော်နောက်ကြောကျဲကနေယူပေးမယ်ဒီဘက်ချက်မှာပခုံးပြောက်ဆိုတော့မတော်ပခုံးပြောက်ဆွဲနေကြလို့မျိုးပဲနော်ဒီအလဲတောက်ကိုထောင်ပေးမယ်မမတို့ဖောက်ထားတဲ့လက်ပင်ကနေဒီဘက်တစ်ချမ်း40ဒီဘက်တစ်ချမ်း40နော်ဟိုတဲ့လေးပဲဆင်းလာပေးမယ်နော်လေလေးဆွဲပေးမယ် ်ဒီရထဲမှာကျတော့၄စိတ်လေးဝင်ပေးမယ်နော်၄စိတ်ခုမှဝင်တာ၅စိတ်လောက်ရှိတယ်နော်အဲ့ကမဝင်လာ90ရှိတယ်နော်90အရှင်မျိုးလေးဝယ်ပြမယ်အရှင်မျိုးလေးဝယ်ပြလိုက်ပြီနော်ပြီးပြီဆိုတော့မတို့ပခုံးလေးတန်းပေးရမယ်အဲ့ပခုံးပခုံးပြဆိုတော့ပခုံးလေးတန်းပေးရမယ်နော် မငါဆိုင်ဆိုဒီမှာဒီလောက်အကွာဝေးလေးဒီမှာဒီလိုလိုကိုရဲ့အကွာဝေးလေးနော်ဒီလောက်ဘယ်လောက်ရှိလဲခေါင်းထောက်စာ40ဖဲ့မယ်နော်ပခုံးထောက်စာ40ကိုဖဲ့ထုတ်ပေးမယ်တုံးလမ20ဆိုက်ရှိတယ်သူ့မှတ်ထားမယ်နော်တုံးလမ20ဒါပခုံးပြောက်လေးနော်ပြီးပြီဆိုတော့ဒီဘက်ချမှာမသူ့ကို40လောက်ဝင်ပြလိုက်မယ်နော်တော်နေရာလေးမှာစားထုတ်ပေးမယ်ဒါပေမဲ့ပက်ဆာညက်တဲ့ခါဒီဘေးကနေရာမှာက640ထပ်ပို့ပေးလိုက်မယ်နော်မဖြစ်လို့ဆိုတော့ဒီမှာတောက်စားတာတအားများပါလို့လေဒီမှာ ဒီမှာ50ဒီမှာ40နောက်ပြီးတော့ဒီမှာ50ဒီမှာလည်း40ဆိုတော့စားထုတ်ပေးတာကအားများတယ်ဆိုတော့အင်ဂျီကသေးသွားမှာဆိုလို့နော်အင်ဂျီသေးသွားမှာဆိုလို့ပိတ်ဆိုင်ရတဲ့ခါမှသူက40ကနေ60ပြန်ပြီးတော့ကိုပို့ထားပေးလိုက်မယ်နော်မစားထုတ်ရင်လည်းဒီနေရာလေးမှာဟာတယ်စားထုတ်ရင်လည်းအင်ဂျီကသေးလာတယ်နော်40ဒီလိုမျိုးတဲ့လေးပဲစားထုတ်ပေးလိုက်မယ်နော်40 ဒီမှာ40စားထုတ်ပေးလိုက်ပြီနော်ပိတ်ဆံညက်တဲ့ခါမှတော့ပိတ်ဆံကိုပြန်ပြီးတော့ပို့ထားပေးမယ်နော်မဟုတ်ဆိုရင်ဒီအသေးလာမှာဆိုလို့ဒါပခုံးပြပက်ချာမှာပြေးသွားပြီဆိုတော့ဒီပက်ချာမှာကျတော့ရိုးရိုးပခုံးနော်ဒါမှတို့ရဲ့အလဲခေါယူမြင်းနေเนาะအလဲခေါယူမြင်းကနေအထဲမှာ40เนาะဒါကတော့မူလမူလမြင်းလေเนาะမူလမြင်းဆိုတော့ဒီအထဲမှာမကဆီလင်းနဲ့ဆိုတော့အထဲကို20လောက်ဝင်ပြလိုက်ပါเนาะ30လောက် ဒီလိုမျိုးလေးဒီမှာကျတော့30ဒီထက်မှကျတော့40เนาะဒီဘက်ဆာမှာမခွန်ပြဆိုတော့40စားပေးမယ်နော်ပြီးဆိုတော့လက်ပင်ကိုဒီလိုမျိုးလေးလာပေါက်မယ်ဒီထဲကနေပဲလာဖောက်ပေးမယ်နော်ဒီမှာသူက security နေရာလေးမှာပဲလာဖောက်ပေးမယ် ဆက်ကလေးမှာပဲလာပေါက်ပေးတယ်။ဒီကနေထိုးပေးလိုက်။လေးစိတ်လေးစိတ်နော်။ဒါတိုက်ကြရမယ်ဟာလေး။အဲ့တော့တက်ကြရမယ့်ဟာလေးဒီမှာနော်။အတက်ကြရမယ့်ဟာလေး။ နောက်ချက်မှာကျတော့အမတို့ဒီမျိုးတဲ့လေးမယူချေဘူးဒီလိုမျိုးလေးနည်းနည်းလေးဆောင်းပေးလိုက်မယ်ဆိုရင်ဆောင်းပေးလို့ရနော်မမကဒီလိုမျိုးလေးနည်းနည်းလေးဆောင်းပေးလိုက်မယ်ဆိုရင်အဒီနေရာလေးမလေးပေါ့နော်ဒီလိုအဲ့လိုမျိုးလေးလည်းပေးဆောင်းလို့ရနော်သူတို့နောက်ချက်ပေါက်စားလေးနည်းနည်းလေးလောက်အောင်နဆိုင်စားလေးလောက်ပေးဆောင်းလိုက်မယ်နော်ဒီမျိုးပုံစံလေးဒီမှာနှစ်ဆိုင်လောက်ဆောင်ပြလိုက်ရနော် ဒါကတော့မူလလက်တဲ့ချံเนาะဒီမှာကျတော့ပခုံးပြောင်းလေးเนาะဆံမှာအကုန်ပြေသွားပြီเนาะဆံမှာအကုန်ပြေသွားပြီဆိုတော့ရှေ့ကြလက်ဆံမှာပြတ်လာပြီလေဒီဘက်ဆံမှာကျတော့ပခုံးပြောင်းလေးเนาะဒီဘက်ဆံမှာကျတော့လက်တဲ့ချံလက်တဲ့ချံကိုရေဆုံးစဆွဲမယ်เนาะ ်တန်ချမ်းမှာဆက်ဆွဲမယ်ဆိုတော့ခုနတော့အဲ့လိုမျိုးပဲအထက်ကို20 30အဲ့လိုမျိုးဝင်ပေးမယ်နော်ခုမက30ဝင်တယ်နော်30နောက်ချမ်းမှာလည်း30ဝင်ထားရှင်ရင်ကျဲလေးနဲ့လောက်ဆက်ပေးမယ်။ဒါလေးကြတော့လက်ဖောင်မခောင်းရင်နော်။အဲလက်ဖောင်မခောင်း။ ခေါ်ပြကြတော့နှလုံးမနဲ့6စိတ်နော်နည်းတော့မှ6စိတ်ကျဲလက်မြေကိုထောင်ပြလိုက်မယ်လေဘင်းကတော့ဘယ်လိုလောက်ဖောက်မလဲဆိုရင်လေဘင်းကမှသူ့အ6လောက်မှလောက်ဖောက်ပြလိုက်မယ်နော်ဒီကနေဒီရှိရင်ကျင်မြန်နေနော်6လောက်မှရှိတယ်ဒီပေါ်ကနေ6လောက်မှ6လောက်မှနော် ဒီဘက်ပခေါင်းကိုဒီထိတ်လေးနဲ့လှဆက်ပေးမယ်။ဒီမျိုးလေးလှဆက်ပေးလိုက်မယ်နော်။သူ့ကိုဘယ်လောက်ဆောင်းလဲဆိုရင်အမသူ့ကို၄စိတ်၄စိတ်လောက်ဆောင်းပေးလိုက်မယ်နော်။ဒီမှာ၄စိတ်တသမား၄စိတ်ဆောင်းပေးလိုက်မယ်နော်။လေးစိတ်လောက်စားပေးလိုက်ပြီ။ဒါလေးကြတော့စားထောက်ရတဲ့တော့နော်။ဒီချမ်းတော့ပါတယ်နော်။ချမ်းတော့ပါတယ်။ ပြီးပြီဆိုတော့ဒီမှာကျတော့ခောက်ယူလင်းနဲ့နော်ခောက်ယူလင်းနဲ့ဆိုတော့အမသူ့ကို20လောက်20လောက်စားထုတ်ပေးလိုက်မယ်နော်တဆိတ်တဆိတ်ပဲနော်တဆိတ်ပဲစားထုတ်မယ်တညာတသမတဆိတ်နော်ကျွန်မစားထုတ်ပေးမယ်ဒီဘက်ချက်မှလည်းတူတူပဲနော်ခေါယူလင်းနဲ့ဆိုတော့အမတို့တဆိတ်စားထုတ်ပေးမယ် ဒီမှာတက်စိတ်နော်။တောင်ရတသမားတက်စိတ်။ကျဲလဲမှာတော့ခေါယူလေးနဲ့။ခေါင်းကိုစားထုတ်ပေးမယ်။ဒီအပေါ်မှာ20ပေါ်မှာ20စားထုတ်ပေးလိုက်ရနော်20နောက်ပြီးတော့ဒီချမ်းလဲကနေသူ့ကိုနောက်ထပ်20ပြန်စားထုတ်ပေးမယ်နော် နောက်ထပ်20ပြန်စားထုတ်ပေးမယ်ဒီမှာ20เนาะဒီလိုလေးစားထုတ်ပေးလိုက်ဒီတစ်ခုကိုတိုက်ကက်ပေးမယ်ဒီဖုံးပေါ်မှာကျတော့ညှစ်ထုတ်လိုက်မယ်เนาะနောက်ကဒီဘက်ဖက်ချက်မှာပြပါပြီเนาะဒီမှာကျတော့တိုက်ကက်ပေးမယ်တိုက်ကက်ဒီအုံနေရာလေးမှာသူ့နည်းနည်းလေးမှပြောက်ဝိုက်ပေးတယ် ဒါဒီပဲချမ်းမှာပြေးသွားပြီเนาะပြေးပြီဆိုတော့မတို့ပခုံးပြောက်ပဲချမ်းမှာလာပြီမယ်ပခုံးပြောက်ပဲချမ်းမှာဆိုတော့မတို့မူလပခုံးပခုံးရေရိုးပခုံးပြောက်ဆွဲတလို့မျိုးပဲဒီအနေဒီမှာထောင်းပြေးမယ်เนาะဒီအနေဒီမှာထောင်းမယ်ဒီမှာ ဒီမှာ40ဒီမှာ40เนาะဒီမှာ40ဒီမှာ40ရှိကြမှာပခုံးပြောက်ကကြမ်းတော့မတုံးเนาะဒီနေရာလေးမှာမပါဘူးဒါပခုံးပြောက်ဆိုတော့ကြမ်းတော့မတုံးเนาะအမြဲတမ်းပဲပြောတယ်เนาะပခုံးပြောက်ကြမ်းတော့မတုံးအထဲကိုမက40ဝင်ပြလိုက်ပါเนาะဒါတမား40 တော့ကပခုံးပြောက်သူ့ပခုံးလေးတိုက်ပြလိုက်ရောဆောစာ40ဖယ်ထားမယ်သူ့တန်းလိုက်မယ်ဘလောက်ရှိလဲမကလေးလမနဲ့လေးလမနဲ့20ရှိတယ်နော်ဒီကနေ့ဒီကနေ့ဒီမှာလေးလမနဲ့20ကိုသူ့မှတ်ထားမယ်4.20နော် ။ဒါတော့မဟုတ်ပြပဲဆမ်းမ။လေဘင်းကြတော့အမတို့ဒီလိုမျိုးလေးနော်ဒီအမတို့ထောက်ထားတဲ့လေဘင်းနော်ဒီပခောင်းကနေခြောက်လမဆင်ထားတဲ့လေဘင်းဒီမြေလေးနော်အဖေကအမကသူ့ကို၄၀လောက်နည်းနည်းလေးပုံစံနည်းနည်းလေးတော့ပေါ်ပေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံကိုနည်းနည်းလေးပေါ်ပေးလိုက်မယ် ဒီနေရာနေပေါ့ကို40လောက်တက်ပြီးမယ်ဒီအလယ်မြန်းနေသူ့ကိုတဆိတ်လောက်အမဆင်ပြလိုက်မယ်နော်ပုံစံလေးဖော်ပြလိုက်တာကိုတဲ့ဒီလိုမျိုးဆွဲပြလို့ရအောင်နော်ဟုတ်ကိုဒီလိုမျိုးလေးဖော်ပြလိုက်မယ်ဒီမျိုးဖော်မယ်နော်ဒီဘက်ချာမှာကြတော့ဒီလိုမျိုးလေးပြန်ပြီးတော့ကိုဆင်ပြလိုက်မယ်ဒီထက်ရနေနော်ဒီထက်ရနေဒီလိုမျိုးလေးပြန်ဆင်ပြလိုက်မယ်ပုံစံလေးဖော်လိုက်တော့ဗောနော် ဒီအလဲမှာကြတော့ဒီမှာညှက်ထောက်ရမယ့်ဟာနော်ဒီမှာကြတော့ညှက်ထောက်ရမယ့်ဟာလေးတွေဒီမှာချမ်းအပေါ်မှာရောက်သွားပြီနော်ချမ်းကအပေါ်မှာနည်းနည်းလေးဒီနည်းလေးညှက်ဖြီးထုတ်ပေးမယ်နော်အပေါ်မှာတက်သွားတဲ့တွဲဒီဥစ္စာမဟုတ်တော့ဘူးပေါ့နော်အမကအပေါ်မှာ၄၀ပြတ်တက်ထားတယ်ဆိုတော့ဒီနေရာလေးမှာမဟုတ်တော့ဘူးနော်တို့ပြတ်တက်ပြရမှာဆိုရင်ဒီနေရာလေးမှာပြန်တက်ချလိုက်ပါပေါ့နော်ဘယ်လောက်ရှိလဲသိပြန်တက်လိုက်မယ် အုံလုံးမနဲ့6စိတ်ရှိတယ်နော်ဒီပခုံး6စာနဲ့ဒီမှာဒါခုနတော့အောက်မှာရှိတယ်နော်အမတို့နည်းနည်းလေးမြင့်တင်ပေးလိုက်တဲ့အတွက်အပေါ်မှာပြန်အပေါ်ကနေမှပြန်တန်းလိုက်ပဲနော်အုံလုံးမနဲ့6စိတ်ရှိတယ်3ဒသမ6စိတ်မှတ်ထားမယ်နော်ချင်းအောင်ကိုနည်းနည်းလေးပြန်ဖော်ပြလိုက်မယ် သမားရဲ့ရှေ့ကျန်လေးရောက်ပါပြီနော်။ဒါဒီဘက်ချက်မှာလက်အခက်ကလေးပါတဲ့ဘက်ချက်မှာနော်။ခဲလေးပါတဲ့ဘက်ချက်မှာဒီဘက်ချက်မှာတော့မခုံပြပါတဲ့ဘက်ချက်မှာနော်။ အလုံးပြေးသွားပြီဆိုတော့မတော်ပတန်လေးကိုညှစ်ထုတ်လို့ရသွားပြီနော်ပါမကြံတော့နော်ဒီတော့ပြီးပြီဒီမှာကြံတော့ပါတယ်ကလုံးပြီးသွားပြီနော်ဒါကြတော့နောက်ချန်လေးနောက်ချန်နေရင်သုံးဆောက်ညှစ်ထုတ်လိုက်မယ်နော်